ယ်သားတို့သမီးတို့ရေဒီနေ့ဆရာမတင်မဲ့သင်ခန်းစာကကြတော့ကလေးတွေကစာသင်ယူပုံတယောက်နဲ့တယောက်မတူညီကြဘူးအထူးသဖြင့်ဣမွန်အခွန်နဲ့ကိုတက်တို့ဘလိုပုံစံနဲ့သင်ရမလဲဆိုတာမသိတော့ဘူးအမျိုးမျိုးစူးစမ်းကြည့်လည်းမရတော့အရှုံးပေးစင်စိတ်တောင်ဖြစ်လာပြီอืมဒီနေ့လေသူတို့လေးတွေကကိုပြောတာကိုနားလဲပုံမရဘူးအဲ့လိုစက်မပြည့်အောင်ကိုကပဲ သူတို့လေးတွေကိုနားလည်အောင်စူးစမ်းမယ်။သူတို့လေးတွေရဲ့မိဘနဲ့တွေ့ပြီးတော့ကလေးတွေအကြောင်းကိုပိုနားလည်လောင်အကြံဉာဏ်တောင်းကြည့်အောင်ပါပဲ။ကလေးရွှင်ရင်တက်ခွက်လား။ဆရာမလေးအရင်တိုင်းမလား။ကျောင်းစုံဂျေလီရောပို့ထည့်မလားဆရာမလေး။ရရဦးလေးရှေ့ဟာနဲ့သာပြောလိုက်တော့နော်။ဟုတ်ဟုတ်ကဲ့ဆရာမလေး။อืม ပါဝင်ပစ္စည်းတွေမတူညီကြပါပဲအချိုးအစားမှန်မှန်နဲ့တည်တည်ချာချာရောစားလိုက်တော့လဲစားကောင်းတဲ့ရွှေရင်အေးဖြစ်လာတာပဲပါပါလေးဒီနန်လေးလည်းဖြစ်ကျွန်းနေအာကုန်းဖေတောင်မြို့ပေါ်မှာပဲသွားရောက်နေဆရာမဩကဲပါကဲအင်မွန်လေးဖေလည်းရောက်ပြီဆိုတော့စီဝေးစားလိုက်ကြအောင်လေနော်ကျမဒီနေ့ဖေဖေမေမေတို့ဖိတ်ခေါ်လိုက်ရတဲ့အကြောင်းအရာကြတော့လေအကြံဉာဏ်လေးတစ်ခုလောက်တောင်းဆင်လို့ကျမကြတော့စာတင်တဲ့အခါမှာဆိုလို့ရှိရင်ကလေးတွေကိုတိထက်ပို့ပြီးတော့နားလဲသိမ်းစီခြင်းနဲ့လေ ဒါကြောင့်သူတို့လေးတွေရဲ့ထူးခြားချက်လေးတွေကိုသိထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ထိထိရောက်သင်ကြားပေးလို့ရတာပေါ့ဒါကြောင့်မို့လို့ကိုယ့်ကလေးရဲ့ထူးခြားချက်လေးတွေကိုကျမကိုပြောပြပေးသွားပါဦးကိုထက်လေးကအတန်ကြီးကျင်းနဲ့ပြောလို့မရဘူးဆရာမရဲ့ဟိုသူငယ်ကသူ့ဖေကသူ့တအားအော်စုခဲ့ရလေအခုကြာစကားအကောင်နည်းနည်းလေးကျဲလိုက်အောင်ခလေးကကြောက်စိတ်တွေပုံဘာမှပြန်ပြောနိုင်တော့ဘူးဟွန်းဒါဆိုလို့ရှိရင်ကျမကသူနဲ့စကားပြောလို့ရှိရင် စင်ကြရမှာပေါ့နော်ဟုတ် ဒါကြောင့်မလို့သူကအမူအရာလေးနဲ့ပြပြီးတင်တာတော့ပုံလေးကြီးဆွဲပြီးတင်တာတော့သဘောကျတာ우ဟုတ်တယ်ဆရာမဆရာမအိမ်မလေးရာလေးဖြတ်ထုံးညာတော့ကောင်းပါတယ်ဒါပေမဲ့ तू ကတခုခုကိုအကြာကြီးအာရုံမဆိုင်နိုင်ဘူးဆရာမဟော तू ကတကြအာရုံဆိုင်ဖို့ခက်ခဲနေရမျိုးထင်တယ်နော်ဒါဆိုလို့ရှိရင်အတန်းထဲမှာကလေးတွေစိတ်ဝင်စားလာအောင်လို့လေအဲနီလန်းမျိုးစုံပြောင်းပြီးတော့တင်ပေးကြည့်လိုက်မယ်နော်ဟုတ်ကဲ့ပါဆရာမပိုလေးဆရာမအခုလေးဆိုရင်လေ ဘာသာစကားအခက်ခဲရှိရောတခါတလေပြဿနာပြောလိုက်တာမျိုးဆိုရင်သူသိမ့်နားမလဲတကူဆရာမရဲ့ဟိုကျမတို့ဘာသာစကားနဲ့တွဲပြီးပြောပြရင်တော့လေသူလဲတင်ကြားတင်ယူမှုတွေမှာပိုပြီးတက်တက်ကြကြပါဝင်လာပါလိမ့်မယ်။ဟိုလေဥပမာနားလေကြလားစေနာအိုင်အရှင်းသာရှိရင်မင်းနော်ဟင်စေနာရောင်ဆန်းဟုတ်အဲ့လိုမျိုးပေါ်ဆရာမရဲ့နားလေကြလားဆိုလို့ရှိရင်စေနာအိုင်အရှင်းသာရှိရင်မင်းနော်အင်စေနာရောင်ဆန်းဟုတ် โอเคကျွန်တော်မှတ်ထားလိုက်ပါမယ်เนาะနောက်ခါကြလို့ရှိရင်အကုန်းလေးကိုလည်းအလိုမျိုးစကားလေးပြောပြီးတော့တင်ပြစီလိုက်မယ်เนาะโอเคပါဆမ။ကဲဒီနေ့တော့ကိုထက်ရောတမီးတော်ကဆရာမနဲ့အတူတူစကားပြောစရာမလိုပဲနဲ့ပုံစွဲရင်တင်ကြမယ်เนาะ။ဒါလေးကဒီမှာနေလုံးပုံစွဲပေးရမယ်။ဆွဲပေးပါအောင်ဆရာမ။လဲမအဝိုင်းအတီးဒီဝိုင်းမေ။နေလုံးပုံစံလေး ီးလေအီမောခဲတန်ချပြီးရောဆာမနဲ့အတူတူဒီမှာသူများရဲ့ကြပြဖတ်နေတယ်အတူတူဖတ်ကြည့်ကြအောင်လေနော်ပြီးပါအောင်မိလေကဲလာဆာမနဲ့အတူတူတစ်ခေါက်ဖတ်ပြီးရင်နောက်ထပ်အတူတူထပ်ပြီးတော့ဖတ်ကြည့်ကြမယ်နော်ဒါဒီနေ့အတူတူဖတ်မဲ့ကြပြလေးရကြတော့လဲဆောင်တယ်တဲ့နာမည်လေးရလဲဆောင်တယ်သူဆိုမယ်နော်မိုးရေတက်ရေတဖွေးဖွေးမိုးရေတက်ရေတဖွေးဖွေးနေ့တလီဆိုရင်နေ့ nên là lý Lê. Ngô lý Nó lý là Tên là ai Xin là xe mì nó xe mà Em xe nà yàng xe ủ Kể tụi tụi xe xù mẹ nó Kể xe xù nó Nên lý lý xù ý Nên ngá lý မိုက်ကြီးမှာတက်ခဲ့တဲ့အကြည့်ပါအောင်哦，当年杨松叫叫你，你还带他来呗？下马龙三千外块。ကလေးတွေရဲ့ပင်ကိုဆိုင်မတူတာလေးတွေကိုတေချာနားလည်ဖို့မကြိုးစားဘဲနဲ့ကိုဖြစ်စီခြင်းနဲ့ပုံစံခွက်တဲကိုဝင်အောင်ကျမလှုပ်ယူနေမိခဲ့တယ်။သူတို့လေးတွေရဲ့မတူညီတဲ့ကိုပိုင်ဟန်လေးတွေကိုရောဆက်ပေးနိုင်မယ်ဆိုရင် အချို့အမြင့်ဆုံးနဲ့ရင်ကိုအေးမြစေတဲ့ ရွှေအေးတစ်ခွက်လိုတင်ယူပျော်ဝင်းခြင်းလေးတွေဖြစ်လာမှသိကြပါဗျ။